ားလုံးပဲမင်္ဂလာပါဗျို့ဒီနေ့တော့တောင်းဆိုထားကြတဲ့တငယ်ချင်းတွေအတွက်လေပဇွန်ချင်းတိတ်ပြလိုက်ပါပြီခင်ဗျာပဇွန်ချင်းတိတ်ပြဖို့အတွက်ကျွန်တော်ကိုပြောထားကြတာလေပဇွန်ချင်းလှုပ်ဖို့အတွက်ကဘောကြိတ်ပဇွန်ကလေဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင်မနှက်ဈေးတန်းမှာရခဲ့လို့လေအဲ့ဒါနဲ့ပဇွန်ချင်းတိတ်ပြလိုက်ပါတယ်နော် ပစုံညင်သိပ်ဖို့အတွက်ကိုတော့ဒီလိုဘောကြိတ်ပစုံလေးတွေကိုပဲအသုံးပြုရမယ်နော်။သူကကြတော့လေအခွန်မာစားမှာဖြစ်တဲ့အတွက်ကြောင့်ပစုံဘောကြိတ်ကမှအဆင်ပြေတာပါ။ဂျန်နဲ့ပစုံနေဆိုအခွန်မာနေအဆင်မပြေပါဘူးနော်။မွေးမြူရေးပစုံခက်ကြီးကြီးလေးတွေဆိုရင်လည်းရပါတယ်နော်။အခွန်အရည်လေးနည်းနည်းပြော့တဲ့ပစုံဆိုရင်တော့ပစုံညင်သိပ်လို့အဆင်ပြေပါတယ်။ကျွန်တော်ကတော့ဒီမှာလေပစုံဘောကြိတ်ကလေးတွေရလို့အခုဝယ်လာတယ်။သူ့ကိုတော့လေကျွန်တော်တို့အိမ်မှာကိုယ်တိုင်စားမှာကိုယ့်အကိုလှုပ်ပြီးစားတာဆိုတော့လေတန်တန်မြတ်မြတ်လေးနဲ့တေချာလေးလုပ်မယ်ပေါ့နော်။ခေါင်းလေးတွေအရင်ဆုံးချွေလိုက်မယ်။ ဇွန်လေးတွေကိုတကောင်ချင်းတေးချပါတော့ဒီမှာခေါင်းလေးတွေကိုပဲအရင်ဆုံးချွေလိုက်ပါမယ်ဒီမှာတော့ဒီလိုလေးတွေခေါင်းလေးတွေချွေလိုက်မယ်ဒါပြီးလို့ရှိရင်ကြတော့လေးတစ်ခါထပ်ပြီးတော့ကျွန်တော်ကကြတော့ဒီဇွန်ရဲ့ချေချောင်းလေးတွေထုတ်အောင်မယ်နော်ဟိုကျွန်တော်တို့ရောင်းတန်းဒီမှာဆိုရင်တော့လေဒီလိုမျိုးလေးတွေတော့တန့်အောင်လို့သူတို့ထုတ်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုယ့်အိမ်မှာကိုစားမှာဆိုတော့လေတေးချတန့်ပြတ်နေအောင်လို့လုပ်မယ်နော်အဲ့တော့တေးချစိတ်ရှိရှိနဲ့ကျွန်တော်ဒီမှာဇွန်လေးတွေကိုတကောင်ချင်းချေချောင်းလေးတွေကိုထုတ်ပေးလိုက်ပါတယ် ီးမာပါเนาะဒီလိုလေးပါတဲ့ဒါဆိုလို့ရှိရင်တော့ပဇွန်ချင်းတိတ်လို့ရပြီเนาะတေချာလေးတန့်စင်အောင်စေးကြောလိုက်မယ်ဆိုရင်ပဇွန်ချင်းစားတိတ်လို့ရပါပြီဒီမှာပါပဇွန်လေးတွေရပြီเนาะဒါဟုကျွန်တော်ကလေရေစစ်သွားအောင်လို့ကျွန်တော်ဒီမှာစကားလေးနဲ့တေချာလေးရေစစ်ထားပေးလိုက်ပါတယ်ပဇွန်ချင်းတိတ်ဖို့အတွက်ကိုတော့ဒီနေ့ကျွန်တော်ဝယ်လာတာဘောကြီးပဇွန်က90သားပါပဇွန်90သားတိတ်ဖို့အတွက်ကိုတော့ကျွန်တော်တို့ထမင်းကိုတော့ထမင်းတစ်ပကံစာအသုံးပြုပါမယ် စားဖို့တော့ထင်းစားစွန်းတစွန်းတတာအသုံးပြုပါမယ်ကျွန်တော်ကတော့လေဒီမှာလက်နဲ့ပဲအချိန်စားလေးနဲ့ပဲယူလိုက်တာပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်ဇွန်လေးနဲ့တေချာမချိန်ပြပြစ်လိုက်ပါဘူးကဲဒါဆိုရင်တော့အရင်ဦးဆုံးနေမဲ့ဇလုံကြီးကြီးတစ်ခုတည်းကိုကုနာတော့တေချာတန့်စင်အောင်စေးကြောထားတဲ့ဘောကြိတ်ပစုံလေးတွေကိုအရင်ဆုံးထည့်လိုက်မယ်ပြီးရင်တော့ထမင်းကိုလည်းထမင်းချမ်းကိုပဲအသုံးပြုရမယ်နော်ထမင်းပူပူအသုံးပြုလို့မရပါဘူးထမင်းချမ်းကိုကျွန်တော်အသုံးပြုထားတာပါထမင်းချမ်းတွေကိုလည်းဒီထဲကိုသေးချာလေးခြေပြီးတော့ထည့်လိုက်ပါမယ် ပြီးရင်တော့စားထည့်ပါမယ်။စားကိုတော့ခုနကကျွန်တော်ပြောထားတဲ့အချိုးစားအတိုင်းပဲခင်းစားစွန်းတစွန်းတတာလောက်ကိုကျွန်တော်ယူပြီးထည့်လိုက်တာပါ။ပြီးရင်တော့လေဒီသမင်းချမ်းရဲ့ပဇွန်ရဲ့စားရဲ့ကိုတေချာလေးနှံ့သွားအောင်လို့လေတိတိချာချာကလေးနယ်ပေးလိုက်ပါမယ်။ခုလိုနယ်တဲ့အခါမှာတော့လေနည်းနည်းလေးသတိထားပြီးတော့နယ်ပေးနော်ပဇွန်လေးတွေရဲ့ပင်မီပိုင်းလေးတွေမှာကြတော့လေသူကအဆူးလေးတွေလိုမျိုးစူးတက်တယ်ပေါ့နော်။အဲ့တော့တိတိချာဂယူးဆိုင်ပြီးတော့နယ်ပေးလိုက်ပါရစေ။ ခုလိုအနေထားလေးနဲ့တေချာလေးနှက်အောင်နေပေးလိုက်ပြီးပြီဆိုရင်တော့ပဇွန်ချင်းစသိလို့ရပါပြီ။ ဒီနေ့ပဇွန်ရှင်သိတာကိုတော့ကျွန်တော်ကပလင်းလေးအသုံးပြုပြီးတော့ပဇွန်ရှင်သိထားပါတယ်ပလင်းကိုလည်းအဝကျကျနဲ့ဒီလိုရှီရှီလေးပလင်းမျိုးကိုသုံးပြီးတော့သိရတာပို့ပြီးအဆင်ပြေပါတယ်အဝချင်းပြီးအောက်ကကျဲနေတဲ့ပလင်းမျိုးဆိုရင်သိအဆင်မပြေပါဘူးเนาะအဲ့တော့ကျွန်တော်ကဒီမှာ holic blend overdin blend အဲ့လိုပလင်းမျိုးကိုအသုံးပြုထားတာပါဒီပလင်းဆိုလို့ရှိရင်เนาะဒီပဇွန်90သားနေထားတာ ਨੇ ဆိုဒီပလင်းအပြည့်ကွက်တီနီးပါအပြည့်ရပါတယ် ဒါပေမဲ့လည်းပဇွန်ချင်းဖြစ်သွားတဲ့အခါမှာတော့ပလင်းရဲ့သုံးပုံပုံတပုံလောက်သာရမှာပါ။ဘာလို့ဆိုတော့ तू ကရည်တွေအများကြီးထွက်သွားအောင်မှာဆိုတော့လေဒါဆိုရင်ဒီမှာကျွန်တော်ပလင်းနဲ့ကိုလေတေချာလေးဖိဖိပြီးတော့လေထည့်ပေးထားပါတယ်။ तू ကပြီးလို့ရှိရင်အပေါ်ကနေကျွန်တော်ဂုတ်ဖိတလိုမျိုးလေးအဖက်ရွက်နဲ့ဖိရမှာဆိုတော့လေဒါတောင်မှပလင်းကအပြည့်ပဲเนาะကျွန်တော်တေချာလေးဖိခဲ့တာတောင်အပြည့်ဖြစ်နေတယ်အပြည့်နီးပါးကိုဖြစ်နေတာ။ ဒီမှာတော့မြင်းတဲ့အတိုင်းပဲပဇွန်90သားနဲ့ထမင်းတပကန်စာနဲ့နေထားတာကိုဒီမှာ overtin plane တလုံးခွတ်တိပဲအဲ့ဒါကိုတော့ရအောင်တော့ဖိပြီးတော့လေတေချာလေးနာနာလေးဖိပေးရမယ်နာနာလေးဖိနိုင်လေပိုကောင်းလေပါသူကရေတွေအများကြီးထွက်လာအောင်ပါပြီးလို့ရှိရင်နောက်ရက်ဒီမှာလည်းသူကလေဖိလို့ရတဲ့လောက်ကိုထပ်ပြီးတော့ဖိပေးရအောင်ပါအခုတော့ပဇွန်နဲ့ထမင်းနေပြီးတော့ပလင်းနဲ့ကိုတိတ်ပြီးသွားပါပြီ ဒါပြီးရင်တော့ပလင်းကုန်းနှိပ်ဖို့အတွက်ကိုလေငပြောရွက်သွားခုတ်လာပါတယ်။ငပြောရွက်လည်းတုံးလို့ရတယ်။ဆလူဘက်လည်းတုံးပြလို့ရတယ်။အာတာလွတ်ပင်လို့အရွက်တို့အကုန်လုံးတုံးပြလို့ရတယ်နော်။သူကလေအဲ့တော့ကျွန်တော်ကတော့ဒီမှာငပြောရွက်ကိုပဲအသုံးပြုထားပါတယ်။ငပြောရွက်ကလေးတွေကိုဒီလိုလေးခလဲအယိုးလေးတွေဖယ်ပြီးတော့လေတေချာလေးတန့်စင်စေးကြောလိုက်ပြီးဆိုရင်ဒီငပြောရွက်အသုံးပြုလို့ရပြီ။ ီငပြောရက်လေးတွေကိုကျွန်တော်ကနည်းနည်းများများလေးကျွန်တော်ကကြိုပြီးတော့ခုတ်လာတာပါ။ဘာလို့ဆိုအခုစပြီးတော့ပလင်းထဲကိုဖိရမှာသိအများကြီးသုံးစရာမလိုပါဘူး။ဒါပေမဲ့နောက်ရက်တွေကျလို့ရှိရင်ဒီငပြောရက်ကလေးတွေကိုအပေါ်ကနေပြီးတော့လေနေရာလွတ်ဖိလို့ရတဲ့လောက်ကိုထပ်ထပ်ပြီးတော့ထည့်ပြီးဖိဖိပြီးထည့်ပေးရမှာဆိုတော့လေအဲ့တော့ကျွန်တော်တခါတည်းကြိုပြီးတော့ခုတ်လာတာ။ပြီးရင်ဒါလေးကိုပို့လို့ရှိရင်ရေစိန်ထားပြီးတော့မနှက်ဖန်နေသုံးဖို့တော့ကိုကျွန်တော်ထားထားမှာဆိုတော့လေ ငါပြောရလေးတွေရေးစည်းလို့ရသွားပြီဆိုရင်တော့အခုဒီမှာကျွန်တော်လုပ်ပြတဲ့အတိုင်းပဲတေချာလေးခောက်ပြီးတော့လေသူကဖိပြီးတော့ကျွန်တော်ထည့်ပေးလိုက်မယ်ဘာလို့လဲဆိုတော့ပလင်းကလည်းကုနာပြည့်နေတာဆိုတော့လေအရန်ကြီးတော့အများကြီးဆန့်မှာမဟုတ်တော့ဘူးနှစ်ရွက်သုံးရွက်လောက်ပေါ့နော်လောလောဆယ်ဒီနေ့တရက်စာတညထားတာပို့အတွက်ကိုပဲကျွန်တော်ဂုတ်ဖိတာပါအဲ့တော့ဝင်တဲ့လောက်ပဲသုံးရွက်ဝင်ဝင်လေးရွက်ဝင်ဝင်ပေါ့နော်ကျွန်တော်ဒီမှာအားနဲ့ဖိပြီးတော့ထည့်တာနော်ဟိုဒီတိုင်းလေးဖွဲ့ဖွဲ့လေးထည့်လို့မရဘူးတေချာအားနဲ့ဖိပြီးတော့ကျွန်တော်ထည့်ထားတာပါ ဒီမှာတော့ကျွန်တော်ဒီနေ့ထည့်လိုက်တာ2ရွက်3ရွက်3ရွက်ကြော်ကြော်လောက်ဝင်နေပေါ့နော်ပြီးလို့ရှိရင်တော့ဒီတိုင်းလေးကိုကျွန်တော်ဒီလိုထောင်ထောင်လေးအတိုင်းပဲပလင်းအဖုံးလေးပိတ်ပြီးတော့ထားထားမှာပါဒီညတညတာတော့လေနောက်နေ့မနက်ကြတော့မှကျွန်တော် နောက်ထပ်ရေစစ်တဲ့အလုပ်ကိုဆက်ပြီးတော့လုပ်မှာပါဒီမှာเนาะအားလေးနဲ့ဒီလိုလေးဖိပြီးတော့ထည့်ပေးပါငပြောရွက်ဆန်းတဲ့လောက်ကိုထည့်ပေးပါเนาะ ဒီမှာတော့ကျွန်တော်ထည့်လိုက်တာအခုဆိုလို့ရှိရင်ဒါနောက်ဆုံးအရွက်ကလေးဒီနောက်ဆုံးအရွက်ကလေးနည်းနည်းလေးအပေါ်ကနေပြီးတော့ထပ်ပြီးတော့ပိတ်ပြီးလို့ထည့်ပေးပြီးလို့ရှိလို့ရှိရင်ကျွန်တော်အဖုံးလေးပိတ်ပြီးတော့ဒီတိုင်းကလေးပဲဒီနေ့ညတညထားထားလိုက်ပါမယ်။နောက်နေ့ကျတော့မှပဲဒီရေစစ်တဲ့အလုပ်ကိုဆက်ပြီးလုပ်ကြပါမယ်။ ကဲဒီမှာပါကျွန်တော်ငါပြောရွက်ကလေးနဲ့တေချာကြက်နေအောင်ဖိထားတာအထဲမှာဆိုတေချာလေးတိတ်တိတ်ကလေးဖြစ်နေတယ်အဲ့လိုမျိုးလေးကိုပဲတညထားထားလိုက်ပါမယ်ဒါပစွန်ချင်းလုံနီးလေးရတော့เนาะဒါရင်လွယ်ကူကူရိုးရိုးရှင်းရှင်းလှုပ်တဲ့လုံနီးလေးပါအိမ်မှာဆိုမေမေလည်းခဏခဏလှုပ်တယ်အဲငါပစွန်ချင်းကကျတော့ဝယ်မစားပြတ်တော့ဘူးအကောင်ချင်းကိုလေအခုလိုမျိုးပဲလှုပ်စားပါတယ် ကဲခုဒီမှာမြင်ရတဲ့အတိုင်းပဲဒါကတော့တညသိထားတဲ့အခြေအနေပါဒီမှာတော့ပလင်းထဲမှာလေရေလေးတွေထွက်နေပြီเนาะရေတွေထွက်နေပြီအဲ့ဒီရေတွေကိုစစ်ထုတ်ဖို့အတွက်ကိုအခုဆက်ပြီးတော့လုပ်ရပါမယ် အဲ့တော့ဒီမှာဒီပလင်းလေးကိုအခုကျွန်တော်ဖြန့်ကြည့်လိုက်မယ်ဖြန့်ကြည့်တဲ့အခါမှာအခုလိုပေါ့နော်ဒီမှာမနေ့တုန်းကတိတ်ထားတဲ့အတိုင်းလေးကိုပဲဖိထည့်လိုက်တဲ့အခါကျတော့ဒီမှာရေတွေအများကြီးတက်လာပြီးအပေါ်မှာလေဒီရေတွေကိုစစ်ထုတ်ဖို့အတွက်ကိုကျွန်တော်ဆက်ပြီးတော့အလုပ်ပါမယ်အဲ့တော့ငပြောရွက်ကလေးတွေမနေ့ကကြံတဲ့ငပြောရွက်ကလေးတွေကိုအခုထပ်ပြီးတော့ထည့်လို့ရသလောက်ထပ်ပြီးတော့အားနဲ့ဖိပြီးထည့်ပါမယ်အဲ့အခါကျတော့မှ तू ကအထဲမှာလေပို့ပြီးတော့တိတ်တိတ်ကလေးဖြစ်လာမှာနောက်နေ့တွေလည်းရေရထွက်လာအောင်မှာဆိုတော့လေအဲ့တော့တတ်နိုင်သလောက်ကိုထည့်လို့ရသလောက်ငပြောရွက်ထည့်ပြီးတော့ဖိပေးပါအားနဲ့ဖိပေးပါနော် ခုလိုဒီလိုဖိလိုက်တဲ့အခါမှာမြင်တဲ့အတိုင်းပဲเนาะဒီမှာထမင်းရေလေးတွေထွက်လာပြီးပဇွန်ကလည်းအရေတွေထွက်လာတယ်အဲ့တော့ဒီအရေလေးစစ်ထုတ်ဖို့အတွက်ကိုအခုဒီမှာကျွန်တော်ကဇလုံလေးတစ်ခုသုံးမယ်ပြီးရင်ဒီဇလုံထဲကိုရေတဝက်လောက်ထည့်မယ်ပြီးလို့ရှိရင်အဲ့ရေဇလုံထဲကိုလေခုနတော့ဒီမှာငါပြောရွက်ဖိထားတဲ့ရေတွေထွက်နေတဲ့ဒီပလင်းလေးကိုမှောက်ပြီးတော့ဒီလိုမျိုးလေးထည့်လိုက်ပါမယ်ပြီးလို့ရှိရင်တော့လေပလင်းလေးနည်းနည်းလေးတိတ်မမြုပ်ဘူးဆိုလို့ရှိရင်တော့ရေလေးနည်းနည်းလေးမြုပ်အောင်ထပ်ပြီးတော့ထည့်လိုက်ပါမယ်ကဲဒါဆိုရင်တော့ဒီလိုမျိုးလေးပဲနောက်တစ်နှစ်ရက်လောက်ထားလိုက်မယ်ဆိုရင်ပဇွန်ချင်းရသွားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီ ြားထဲမှာလည်းရေကိုလဲလဲပေးပြီးတော့ဒီရေလဲတဲ့အခါတိုင်းမှာလည်းကုနာလိုငပြောရွက်ဖိလို့ရတယ်ခြောင်နေသေးတယ်ဆိုရင်ထပ်ထပ်ပြီးတော့ဖိပေးရမယ်နော်အဲ့ဒါမှရေတွေတေချာစစ်သွားပြီးတော့လေခြောက်ခြောက်တွတ်တွတ်လေးနဲ့ပစွန်ချင်းခြောက်ခြောက်ကလေးရမှာပါအခုဒါကတော့တညပဲတိတ်ထားရသေးတဲ့အနေထားပါဒီတိုင်းလေးပဲကျွန်တော်နှစ်ရက်ထားလိုက်ပါမယ်2 days later ကဲအခုမြင်တွေ့ရတဲ့အတိုင်းပဲเนาะနှစ်ရက်ကြောကြာကြာသွားပြီဆိုတော့ဒီမှာပစွန်ကျင်လေးကနှက်သွားပြီစားလို့ရတဲ့အချိန်လေးကိုရောက်သွားပါပြီပစွန်ကျင်လေးစားကျင်စရာလေးပါเนาะဒီလိုလေးပစွန်ကျင်တိတ်စားတာလေးတန်းတန်းမြတ်မြတ်လေးနဲ့လေးချောက်ချောက်တွွတ်တွွတ်လေးအရန်ကောင်းတဲ့ဈေးတရပစွန်ကျင်လေးဆိုလေးနည်းနည်းစိုးစီးစိုးစီးဖြစ်နေလို့ကျွန်တော်တို့တိတ်မကြိုက်ဘူးပေါ့เนาะအဲတိတ်လည်းမဝယ်စားဖြစ်ပါဘူးဒီလိုပဲလှုပ်စားတာများတယ်ကဲဒါဆိုရင်ပစွန်ကျင်လေးရပြီဆိုတော့ကျွန်တော်တို့ဒီနေ့ပစွန်ကျင်တုတ်စားပါမယ် ကဲဒီမှာပါ तू ကလေရေတွေလဲလဲပေးထားရတယ် तू ကကြားထဲမှာတည့်ရပြီးတည့်ရကြည့်ကြည့်ပြီးတော့လေရေတွေကဖြူဖြူလာတယ်ပေါ့နော်အဲ့ခါကြလို့ရှိရင်ရေတွေကိုလဲပေးရတယ်အခုဒီမှာအားလုံးလဲရပြီဆိုတော့ပလင်းအဝလေးကိုဆေးပြီးရင်ဒီမှာပစွန်ခြင်းကရသွားပါပြီခင်ဗျာ အခုဒီမှာရသွားပြီဆိုတော့ကျွန်တော်တို့ဖတ်တွေကိုပြန်ထုတ်မယ်နော်ခုနကတော့အရန်ဖိထည့်ထားတဲ့ဖတ်တွေကအထက်မှာအများကြီးဖြစ်နေပြီသူကရေစစ်သွားတော့ပဇွန်ကျင်က၃ပုံပုံ၂ပုံပဲကျန်မာတော့တယ်ပထမဆုံးကတော့ပလင်းအပြည့်ကြီးပေါ့နော်အခုတော့ရေတွေထွက်သွားပြီဆိုတော့၃ပုံပုံ၂ပုံပဲကျန်တော့တယ်ကဲဒီမှာအရန်ဖိထည့်ထားတဲ့ဖတ်တွေတွေ့လာအထက်မှာတိတ်နေတာပဲကျွန်တော်ဘယ်လောက်တောင်ဖိထည့်ထားလဲဆိုတာကိုကြည့်လိုက် ကဲဒီမှာပါနော်ပဇွန်ချင်းလေးရပါပါပြီတွေ့လားရေကိုစစ်ပြီးတော့နော်ဒီမှာခြောက်နေတာပဲပဇွန်ချင်းလေးကအဲ့ဒါမှပဲတုတ်စားရတာအဆင်ပြေတယ်ဆိုစီဆိုစီဆိုကျွန်တော်တို့ကမကြိုက်ဘူးဈေးတွေကပဇွန်ချင်းတွေဆိုဆိုဆိုကြီးတွေဆိုတော့လေအခုဒီမှာအဲ့လိုလေးခြောက်ခြောက်တွတ်တွတ်ဖြစ်အောင်အခုလိုကျွန်တော်တတ်နိုင်သလောက်ဖတ်နဲ့ဖိပေးထားတာပါကဲဒီမှာမြင်တဲ့အတိုင်းပဲနော်ပဇွန်ချင်းရပါပြီဘလောက်တောင်ဖိထားလဲဆိုရင်လေဟောဒီမှာကြည့်လိုက်ပဇွန်ချင်းတစ်ခေါင်ကိုကျွန်တော်ယူပြမယ်ဒီမှာကြည့်လိုက် မကျပဇွန်လေးကပြပြားပြီးရေကိုစစ်နေရတယ်တွေ့လား၆တွေ့ပြီးတော့လေအရန်စားကောင်းတာနော်ဒီမှာအခုကျွန်တော်တို့ဒီတိုင်းမဲ့ကောက်စားလိုက်တော့မယ်အရန်ကောင်းပါတယ်ဒီတိုင်းမဲ့စားရင်ကိုကောင်းနေပါပြီခင်ဗျာကိုယ့်အကူလှုပ်ပြီးတော့ညွှန်ပြောတာမဟုတ်ဘူးနော်စားကိုလည်းကျွန်တော်ပြောတဲ့အတိုင်းပဲထည့်ထမင်းကိုလည်းကျွန်တော်ပြောတဲ့အတိုင်းထည့်ကြည့်လိုက်ပြီးလို့ရှိရင်နှက်သွားရင်လုံးဝမငံဘူးသူ့အနေနဲ့သူအနေတော်လေးပဲစားတော့ထည့်ပြီးတုတ်စရာမလိုတော့ဘူးပေါ့နော်တုတ်တဲ့အခါကျလို့ရှိရင် ကဲဒါဆိုပဇွန်ချင်းတုံးပြမယ်ကျွန်တော်လည်းစားကျင်နေပြီအခုဒီမှာပဇွန်ချင်းတသုံးစာကျွန်တော်ခတ်ထည့်ပြီးလို့ရှိရင်ကြံတဲ့ဟာလေးတွေကိုလေပလင်းလေးထဲမှာတက်တက်ရက်ကလေးပြန်ပြီးဖိထားပြီးလို့ရှိရင်ဒါလေးကိုအဖုံးပိတ်ထားပြီးရောရေခဲတစ်တာထဲမှာထည့်ထားမယ်ဆိုရင်လေအကြာကြီးအထားခံပါရနော်ကျွန်တော်ကတော့ဒီပလင်းကရှည်နေတဲ့ခါကျတော့လေရေခဲတစ်တာထဲမှာဟိုနေရာမှာလည်းမဆန့်ဘူးဒီနေရာမှာလည်းမဆန့်ဘူးဆိုတော့ဘယ်ရမလဲကျွန်တော်ကအောက်ကဟင်းသီးရွက်ထည့်တဲ့တောင်းကြီးထဲမှာသွားထည့်ထားလိုက်တယ်ကဲကွက်တီပဲဘာလို့မလဲကဲ ကဲဒီမှာပစုံချင်းတုတ်မယ်တုတ်ရင်တော့ပုံမှန်တိုင်းပေါ့နော်ဒီမှာကျွန်တော်ကကြက်သွန်ထည့်မယ်ပြီးရင်ငှူစည်းစိမ်းလေးညှက်ထည့်ပင်းစိမ်းလေးညှက်ထည့်ပြီးတော့လေချုံမုတ်ကလေးထည့်ပြီးစီစိမ်းလေးထည့်ပြီးတုတ်စားရတာကိုပိုကြိုက်တယ်အရန်ကောင်းတာသူ့ဟာရတာလေးနဲ့သူပင်းစိမ်းလေးနဲ့ကပိုလိုက်ဖက်တာပေါ့နော်ပစုံချင်းတုတ်ဆိုတော့လေနန်းနန်းပင်းလေးနဲ့တုတ်စားလဲကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ပင်းစိမ်းနဲ့ကိုပိုကြိုက်တယ်ဗျာ ဒီမှာပါနေရတာလည်းအဆင်ပြေတယ်เนาะပလစ်မနေဘူးပစွန်ကြီးက66သူတွေ့ကလေးဖြစ်နေတော့လေစီစိမ့်လေးနဲ့ဆိုတော့လေဆူဆူလေးစီဆူဆူလေးနဲ့ပေါ့เนาะသူကအရန်စားလို့ကောင်းပါပါဒီမှာကြည့်ပါအောင်ကျွန်တော်ကတော့တီးပလိုက်တယ်ဒါမှမဟုတ်ဒီတဲ့သုံးစာဆိုရင်လေအဲ့ဒါကျွန်တော်တယောက်တည်းထမင်းပူပူတဲ့ပကံနဲ့ဆိုကုန်တယ်ဒီမှာပါပစွန်ကြီးတုတ်ကလေးရပါပြီခင်ဗျာ အခုကျွန်တော်မျှဝေပေးသွားတာကတော့ပဇွန်ချင်းသိမ့်နီးကလေးဖြစ်ပါတယ်ကျွန်တော်ကိုပဇွန်ချင်းသိပြပါဆိုပြီးတော့လာရောက်တောင်းဆိုကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများချစ်မိတ်ဆွေများနဲ့ချစ်တင်ငယ်ချင်းများအတွက်ပါပဇွန်ချင်းသိမ့်နီးကလေးကျွန်တော်အခုမျှဝေပေးလိုက်တာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးလည်းရှင်းသွားပြီဆိုတော့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာဘိုင်